ငလျင်နဲ့ပတ်သက်ပြီးတော့ပါဒီနေ့အဲနေ့လေ12နာရီခွဲလောက်ဖြစ်မှာတဲ့12နာရီလောက်ကြာလို့ရှိရင်တဲ့အာလက်ရှိနိုင်ငံတော်ကြီးကဘုံဂျုံကြီးမင်းအွန်လိုင်းကိုရိုင်းငလျင်နဲ့ပတ်သက်ပြီးအလှငွေလက်ခံရယူမှုလုပ်မယ်လို့သိရတယ်သိရပါတယ်အဲ့တော့အဲရန်ကုန်ကလုပ်ငန်းရှင်တွေလည်းမင်းကအစိုးရထွက်သွားကြတယ်လို့သိရတယ်မန္တလေးကတချို့သောလုပ်ငန်းရှင်တွေနေရာနေပယ်တီးတီးကလုပ်ငန်းရှင်တွေ အဲတကယ်ကိုတတိယပုဂ္ဂိုလ်တွေတော်တော်များနေပြီးတော့ကြီးတက်သွားကြတယ်လို့သိရပါတယ်။နေပြီးတော့မှအခုဒီနေ့နေ့လေစနစ်ခွဲကြလို့ရှင်ပုံကျုံကြီးကိုယ်တိုင်အလူခံမှာဖြစ်တယ်လို့သိရတဲ့အတွက်ပြောမှာ။အဲ့တော့သူကလည်းပွန့်လည်းပြောတော့ဒီငလျင်နဲ့ပတ်သက်ပြီးအလူခံကြမယ်။လုပ်ငန်းရှင်တွေကလည်းအားလုံးတို့နိုင်ကြလောက်ထဲဝင်လှူဒန်းကြမယ်ဆိုတဲ့သဘောမျိုးတွေ့ရပါတယ်။အဲ့တော့ဒါကနေပြီးတော့မှဒီနေ့ရုပ်တရက်ဟိုစီစဉ်လိုက်တဲ့ကိစ္စပါ။မနေ့ကညလောက်တုန်းကတော့ကျွန်တော် ကျွန်မင်းသိရတယ်ကျွန်တော်မိတ်ဆွေချို့လဲစိုးစီးအေးပေါ့အဲနေပြီးတော့တက်သွားကြပြီဆိုပြီးတော့ကျွန်တော်လှမ်းပြောပါတော့ကျွန်တော်ငါတို့တက်ပြီးနေပြီးတော့သွားပြီပေါ့လူဖို့သွားကြပြီလို့ပြောတယ်အဲဒီနေ့သွားသွားလှူကြမလို့လူမိတ်ဆွေချို့ပြောကြပါတယ်အဲ့တော့ဒီနေ့နေ့လဲစနစ်ခွဲလောက်ကြရင်တော့ဒါဘုံကြုံကြီးကိုယ်တိုင်လှူခံတာမျိုးလုပ်ပါလုပ်ပါလိမ့်မယ်ပြီးတော့မီဒီယာတွေကိုလည်းသူတို့ဖိတ်ပါတယ်မီဒီယာတွေသူတို့ဖိတ်ပါတယ်ဆောင်းမီဒီယာတွေကလည်းလက်လက်မိတဲ့လူကတော့လက်လက်မိသလောက်သွားတက်ပါလိမ့်မယ်မမီတဲ့လူကတော့မမီသလောက်မတက်ပါဘူးကျွန်တော်တော့ဒီနေ့တော့မီဒီယာကျွန်တော်တို့လှမ်းပြီးဖိတ်ပါတယ်ကျွန်တော်လည်းအခုတခြား issue တခုနဲ့ကျွန်တော်အပြင်းရောက်နေတဲ့အခါကျတော့ဘလို့မှအဲ့ဒီဟာနဲ့မမီတော့ဘူးဖြစ်နေတဲ့အတွက်ကျွန်တော်တက်ချင်မဟုတ်ပါဘူးသို့တော့ဘာပဲပြောဒီဒီဒီလူတန်းမှုနဲ့လူတန်းရတဲ့လုပ်ငန်းရှင်တွေသတိကြီးရအကုန်လုံးကိုလည်းဘာပဲပြောဟိုကျွန်တော်ဒီကနေပြီးတော့ဟို welcome လုပ်ပါတယ်ဘာပဲပြောဓာကြီးကိုကြည့်ပြီးတော့ကျွန်တော်ဟိုတာရုခေါ်ပါတယ်ခင်ဗျာအဲဘိုးဘိုးကြီးကိုယ်တိုင်ကလည်းဒီလိုဥဆောင်ပြီးလူခံတဲ့အတွက်သိကောင်းတဲ့ကိစ္စဖြစ်ပါတယ်ဘာပဲပြောဓာမျိုးကအာနေပြီးတော့မှလုပ်တယ်လို့အခြားသောဒီရန်ကုန်မှာလည်းဒါလုပ်လို့ရအောင်မယ်လို့ယူဆပါတယ်ရန်ကုန်မှာလည်းသူလည်းလုပ်ကောင်းလုပ်နိုင်မယ်လို့လည်းကျွန်တော်ယူဆပါတယ်ဘာလို့ဆိုရင်ရခိုင်အချင်းတို့ကလည်း ရခိုင်တော့ကဒီရေးပေးတော့လည်းသူနှစ်ကြိမ်မကသူလူခန့်နဲ့ကိုနာမိုခါတော့ကလည်းသူနှစ်ကြိမ်မကလူခန့်နဲ့သူကမြလည်းဒီမိုခါတော့ကလည်းမိုခါတော့ကလည်း2023မိုခါတော့ကလည်းလူခန့်ရတယ်2024ရေးပေးမှလည်းသူလူခန့်ရတယ်အခု2025အဲရောက်တော့လည်းသူလူခန့်ရတယ်သူကမြလည်းတော့အလူကြီးခံနေရတဲ့ဘဝရောက်နေအဲ့ဒါကြီးကတော့တော်တော်ပြည့်တော့ပေါ့နော်ဆိုတော့ဘာပြီးတော့ဒီနေ့နေ့လေ12နှစ်ခွဲမှာ12ခွဲလောက်မှဒါနိုင်ငံတော်အဆင့်နိုင်ငံတော်ကြီးကနေပြီးတော့ ငလင်းနဲ့ပတ်သက်ပြီးအလုပ်ခံမယ်ဆိုတာတွေကိုတင်ပြလာပေးရမှာခင်ဗျာ